မြန်မာနိုင်ငံအတွက်တသက်လုံးအလူမလုပ်ဘူးလို့ပြောထားပေမယ့်ငလင်းပီးအတွက်မထင်မှန်ထားတဲ့ပမာဏကိုလှူဒန်းပေးလိုက်တဲ့ smile ။ MCL ပြည်သက်များအလုံးမဲမင်္ဂလာပါရှင်။ Smile ကမြန်မာနိုင်ငံရဲ့အမှုပညာရှင်တွေထဲမှာဆိုရင်အချမ်းသာဆုံးလို့တောင်ပြောလို့ရပါတယ်။တုံမကောင်အောင်ချမ်းသာလွမ်းလာကြောင်း American နိုင်ငံမှာထိတ်တန့်တည်နေတာမဝင်နိုင်တဲ့အိမ်မျိုးမှနေထိုင်နေတာပါ။ပြည်မာကြီးတပွဲနေထိုင်နေတာဖြစ်တယ်လို့တုံချင်တိုင်းတုံခါဖြုံးချင်တိုင်းဖြုံးနေတာပါ။ပျော်ရွှင်မှုအတွက်ဖြုံးတယ်လို့ Smile က American မှာလိုအပ်တာတွေကိုလည်းလူတန်းပေးနေတတာပါ။ဒါပေမဲ့ပြီးခဲ့တဲ့6လကမြန်မာနိုင်ငံမှာရှေ့ကြီးနေချိန်မှာသူမအိမ်တလုံးဝယ်စားတာမရှိဘဲလှူခဲတာမျိုးအပြင်းထန်ဝေဖန်ခဲ့ကြတာပါ။စ မိုင်းဘက်ကလည်းမြန်မာနိုင်ငံအတွက်တသက်လုံးမလူတော့ဘူးလို့အပြတ်ပြောထားခဲ့တာပါလှူပေးတာကိုနေတွေများတယ်ပြောခဲ့တဲ့နိုင်ငံအတွက်တသက်လုံးမလူပေးဘူးလို့ပြောဆိုလာတာပါရှေးပေးဖြစ်ပြီး6လကြာမှမြန်မာနိုင်ငံကနောက်ထပ်ကမ်ပိန်းကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရပြန်ပါတယ်6လကြာမှမြန်မာနိုင်ငံကမထင်မှတ်ထားပဲငလင်ပီးနဲ့ကတ်ဆိုင်ခရပြန်ပါတယ်ငလင်ပီးကြောင့်မို့စကိုင်းမန္တလေးနေပြီးတော့ရှမ်းပြည်ဘက်မှာအလူနည်းကိုခန်းစားခဲ့ရတာပါအထက်မြင့်အစာအုပ်တွေများစီပြိုကျသွားတဲ့အတွက်လူတွေကမရေတွက်နိုင်အောင်ကိုကွယ်လွန်ခဲ့ရတာပါကလေးတငယ်တွေလည်းငလင်ပီးကြောင့်အသက်မဲ့သွားခဲ့ရပါ ပါတယ်။ငလင်းကြောင့်မို့အသက်တွေနဲ့ဆုံးရှုံးလိုက်ရတယ်လို့နေအစာအုပ်တွေလည်းအများကြီးပျက်စီးဆုံးရှုံးသွားကြတာပါ။ဒါကြောင့်မလို့လူအများအနေနဲ့ဒုက္ခတွေရောက်ကအကူအညီတွေလိုအပ်နေတာပါအနုပညာရှင်တွေလည်းလိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ငွေတွေတောက်လျှောက်ကိုလူတန်းပေးနေတာပါထိတ်တန်းမှုပညာရှင်တွေဆိုရင်လည်းတင်းရကြော်စီလူတန်းနေတာပါကြီးကြီးတက်ချမ်းသာတဲ့စမိုင်းကိုတော့ပြိသက်တွေကအလူငွေလှူပေးမလားလို့မမျှော်လင့်နေခဲ့ကြပါဘူးစမိုင်းဘက်ကတသက်လုံးမလူတော့ဘူးလို့ပြောခဲ့တယ်လို့ပြိသက်တွေကလည်းစမိုင်းရဲ့အလူငွေကိုမျှော်ကိုးစရာမလိုဘူးလို့ပြတ်သားနေခဲ့တာပါဒါပေမ ဲ့မြန်မာငလင်ပေကိုနိုင်ငံတကာကပါအာရုံစိုက်လာကြပါတယ်။နိုင်ငံတကာကအကယ်ဆယ်ရေးတွေပါလာရောက်ကူညီနေကြသလိုနိုင်ငံခြားကအမှုပညာရှင်တွေကပါမြန်မာငလင်အတွက်အလူငွေတွေထည့်ပြီးကူညီပေးနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့စမိုင်းကလည်းမြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့မြန်မာလူမျိုးတယောက်အနေနဲ့ငလင်ပေးအတွက်လူငွေထည့်ပေးလာခဲ့ပါတယ်။တသက်လုံးမလူဘူးလို့ပြောထားပေမယ့်ငလင်ပေးအတွက်မြန်မာငွေသိန်းပေါင်း1133သိန်းကိုလူဒန်းပေးခဲ့တာပါ။စက်တမီမင်းကြီးရဲ့ရည်ရွယ်ချက်နဲ့သိန်း1133သိန်းကိုစမိုင်းတို့ကလှူပေးလိုက်တာလို့သိရပါတယ်။စမိုင်းကရည်ပြီးမှတော့ခိုင်နှင်းဝေပရာဟိတာအတင်းနဲ့တခြားပရာဟိတာအတင်းတွေကိုလူဒန်းပေးခဲ့တာပါ။လက်ရှိမှာတော့စမိုင်းကအဖွဲ့အစည်းတစ်ခုတည်းကိုတာလူဒန်းပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်သူမအကောင့်မှာတော့ငလင်ပေးနဲ့ ်သက်ပြီးစိတ်မကောင်းဖြစ်ရကြောင်းတင်ထားခဲ့ပါတယ်။စက်တမီညင်ရအောင်တိမ်ပေါင်း1000တိရ13သိန်းကိုလူဒန်းပေးခဲ့တယ်လို့တစ်ဖက်မှာလည်းသူမတို့ကိုကိုယ်ရဲ့ဆရာတော်စီမှာကျပ်သိန်း900ကိုထပ်မံကလူဒန်းပေးခဲ့တာပါ။ရှီဘေးတုံးကအနေငယ်သာလူဒန်းခဲ့ပြီးမင်းငလင်ဘေးမှာတော့တိမ်ပေါင်း1600အထိကိုလူဒန်းပေးလိုက်တာပါ။လက်ရှိမှာငလင်ဘေးခန်းစားနေရတဲ့ဒေသတွေကငလင်ဘေးကိုအလူအလဲကိုခန်းစားနေရတာမို့စမိုင်းလူဝေးလိုက်တဲ့အလူငွေကအသုံးဝင်လာပါတယ်။မြန်မာနိုင်ငံအတွက်တသက်လုံးမလူဘူးလို့ပြောထားပြီးမင်းငလင်ဘေးအတွက်တိမ်ပေါင်း1600ကျော်ကိုလူဒန်းပေးခဲ့ တဲ့စမိုင်းပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်။တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။